Democracia. Tipo... တင်မြန်မာအတန် TVB ရဲ့ November 16ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ NUG နဲ့ Australia နိုင်ငံခြားရေးဝန်ကြီးတို့မြန်မာအရေးဆွေးနွေးတဲ့သတင်း၊ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့နဲ့ခရိုင်ဥက္ကဋ္ဌဟောင်းစောရှင်မောင်တို့ကို KNU ကအပီးထုတ်ပယ်လိုက်တဲ့သတင်းနဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင် TV ကို RSF ကသတင်းလွတ်လပ်ခွင့်ဆူချင်းပြလိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ဟာအော်စတြေးလျနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေနဲ့ဒီမိုကရေစီရေးရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဟာအော်စတြေးလျနိုင်ငံခြားရေးဝန်ကြီးပနီဝေါင်းနဲ့နိုဝင်ဘာ18ရက်မှာကင်ဘာရာမြို့ကပါလီမန်လွှတ်တော်အဆောက်အအုံမှာတွေ့ဆုံခဲ့တာပါ အဆိုပါတွေ့ဆုံမှုတွင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွင်လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ထားပြည်နိုင်ငံခြားဝင်ကြီးထော်စင်မအောင်က NUG ရဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးလမ်းပြမြေပုံနဲ့အတူစစ်အုပ်ချုပ်ရေးကိုအခိုင်အမာဖြစ်စေမဲ့ဘယ်လိုလုပ်ငန်းစဉ်ကိုမစိုးပယ်ချဖို့အရေးကြီးတဲ့အကြောင်းလဲရှင်းပြခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်းစောမှုသူစေဖုံးနဲ့တမဟာ6ဒူပလယာခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောင်တို့ကိုအဖွဲ့ဝင်ဖြစ်ကနေအပြီးပိုင်ထုတ်ပယ်လိုက်တယ်လို့ဗဟုအမြဲတမ်းကော်မတီဝင်ဘဒုစောတမိန်ထုံးကပြောပါတယ် KNU ကချမှတ်ထားတဲ့မူဝါဒစီမင်းစည်းကမ်းတွေကိုမလိုက်နာတဲ့အတွက် November 23နဲ့24ရက်နေ့တွေကကျင်းပပြုလုပ်ခဲ့တဲ့ကရင်မျိုးသားအစည်းအရုံးဗဟိုလုံမှုဆောင်အစည်းအဝေးကနေဆုံးဖြတ်ချက်ချမှတ်ပြီးအပြီးပိုင်ထုတ်ပယ်လိုက်တာလို့ဆိုပါတယ်။ စောမှုသူစေဖို့နဲ့စောရှင်မောင်တို့ဟာအောက်တိုဘာ15ရက်မှာစစ်ကောင်စီကပြစ်လုတဲ့ NCA စန်တစ်ပြစ်နှစ်ပတ်လည်အခမ်းအနားကိုတက်ရောက်တာစစ်ကောင်စီကပေးအပ်တဲ့ဝဏ္ဏကျော်ထင်ပွဲကိုတက်ရောက်ယူငင်ခဲ့တာတွေဖြစ်ပါတယ်စစ်တပ်ကရင်းဆွဲခဲ့တဲ့2008အခြေခံဥပဒေကို2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကိုယ်တိုင်ချိုးဖောက်ပြီးအာဏာသိမ်းခဲ့တာကြောင့်အပြည့်အစုံချုပ် NCA ပြည့်ပြည့်သွားပြီဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ခဲ့ပါတယ် ချင်းပြည်နယ်ဒီတိန်မြို့နယ်ကဒီတိန်ကလေးလမ်းပိုင်းမှာရှိတဲ့ကန်တီတီတောင်တက်စခန်းနေရာကိုနိုဝင်ဘာ16ရက်နေ့ကချင်းတော်လိုင်းရဲတပ်ကပြန်လည်သိမ်းယူလိုက်တယ်လို့စီရီသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘန်လကုန်ပိုင်းကစပြီးတီးတိမ်မျိုးကနေစစ်ကြောင်းတစ်ကြောင်းစကိုင်းတိုင်းကလေးမျိုးကနေတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းနဲ့တီးတိမ်ကလေးလမ်းပိုင်းကိုနှစ်ဖက်ညက်ပြီးစစ်ကြောင်းထိုးလာကတော်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့ကနေဒီတောင်နဲ့တိုင်းငင်းစခန်းတွေကိုလက်လွတ်ခဲ့ရတာပါဒါပေမဲ့ကနေဒီတောင်စခန်းကိုမနေ့ကပဲချင်းတော်လိုင်းရေးတပ်တွေကပြန်လည်သိမ်းယူခဲ့ပြီးလက်နက်ခဲယမ်းတွေကိုပါသိမ်းဆည်းရမိခဲ့တယ်လို့ PDF ဇူလန်ကနိုဝင်ဘာ16ရက်မှာထုတ်ပြန်ခဲ့ပါတယ် စစ်ကောင်စီရဲ့မတရားဖမ်းဆီးထောင်ချက်ခံထားရတဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်တီဗီကိုပြင်သစ်အခြေစိုက်နယ်စည်းမချသတင်းထောက်ပြအဖွဲ့ RSF ကသတင်းလွတ်လပ်ခွင့်ဆုချင်းမြင့်လိုက်ပါတယ်။ဒီစုကတော့ပြီးခဲ့တဲ့နိုဝင်ဘာ15ရက်ကပါရီမြို့မှာကျင်းပတဲ့ RSF အဖွဲ့တည်ထောင်မှု140ပြည့်အထိမ်းအမှတ်နဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆုပေးပွဲအခမ်းအနားမှာထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီးရှင်တီဗီကိုစားဆိုင်ရေးဆရာမမတ်တီတာစံချောင်းကဆုလက်ခံရယူခဲ့ပါတယ်။ အခုနေ့ရဲ့စကားတင်စီးရင်ထဲမှာတော့နိုင်ငံပေါင်း18နိုင်ငံကသတင်းထောက်15ရောက်မီဒီယာဌာနခွဲ6ခုနဲ့ဓာတ်ပုံသတင်းထောက်9ရောက်တို့ပါဝင်ခဲ့တယ်လို့အားလုံးကကမ္ဘာတဝန်းစံနယ်ဇင်းလွတ်လပ်ခွင့်ကိုကာကွယ်မြင့်တင်ရမှာသိတာထင်ရှားတဲ့ပန့်ပိုးကူညီမှုတွေပြုလုပ်ခဲ့တဲ့အကြောင်းလဲ RSF သတင်းထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ ရှင်ဒေဗီဟာ2023ခုနှစ်အောက်တိုဘာ15ရက်မှာရိုက်ကူးရေး drone တစ်ခုကိုအွန်လိုင်းကနေမှာယူပြီးအောင်မင်္ဂလာအဝေးပြေးဝင်းမှာတွားရောက်ယူဆောင်ခြင်းဖန်ဆီးခံခဲ့ရတာပါ။တနင်္လာရီတိုင်းလောင်းလုံမြို့နယ်စင်တောက်ကန်းချေမှာဝေလငမန်းဒေသခေါ်ဝါစီပြောက်၃ကောင်ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့မှာတောင်တင်သေးဆုံးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ တင်းဆုံးထီတဲ့ဝေလငမန်း၃កောင်ရဲ့အရင်စားဟာတကောင်မှ၂၈ပေရှိပြီးကြံ၂កောင်မှ၁၀ပေကျော်ရွယ်ရှိတယ်။အမတ်တကောင်နဲ့အရင်မရောက်သေးတဲ့အထီးဒါမှမဟုတ်အမတ်၂កောင်ပါဝင်ပြီးမြမမှ၃កောင်သေးတာဟာအခုမှကြားဖူးတာပါလို့ တဘာဝပဝင်ချင်းအရေးလှုပ်ရှားတဲ့အဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြထားပါတယ်။ဝေလငမန်းတွေဟာပုံမှန်အားဖြင့်တက်တန့်အနည်း80ကနေ130လောက်ထိနေနိုင်ကြပြီးမြန်မာနိုင်ငံမှာတော့ကန်ယူရန်ဒေတာတလျှောက်လုံးနဲ့ရင်းတဲ့ပိုင်းမှာနေထိုင်ကတဘာဝထိမ့်သိမ်းဆောက်ရှောက်ရေးအပြည်ပြည်ဆိုင်ရာတမကကမျိုးသုံးလူနီးပါအန္တရာယ်ရှိတဲ့မျိုးစိတ်အဆင့်အဖြစ်2016ကစပြီးတက်မှတ်ထားပါတယ်။